မွန်ပြည်နယ်ပဲခူးတိုင်းဆက်ရွှေကျင်မြို့နယ်ကွန်စိတ်ကျေးရွာရှိစစ်ကောင်စီရဲ့အမှတ်968ချေမြန်တိုင်ရင်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကတိုင်ရင်မကြရေးအတွက်လေကြောင်းနဲ့အပြင်းထန်ခုခံနေရလို့တော်လိုင်းတပ်ဖွဲ့တွေကတလင်ထားမှုပြောပါတယ်စစ်ကောင်စီရဲ့ခမာယ968တိုင်ရင်ဌာနချုပ်ကိုပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေက ဝါရံပိတ်ဆို့ထားကမေလ၈ရက်နေ့ကစလို့တရင်သိန်းတိုက်ပွဲဆင်နွှဲနေတာပါတရင်ဌာနချုပ်မကြရေးအတွက်လေးချောင်းတိုက်ခတ်မှုအကြိမ်30ထံမှနေပြုလုပ်ထားပြီးအနည်းပတ်ဝန်းကျင်တပ်စခန်းတွေကနေလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ကူပေးနေတာဖြစ်ပါတယ်တိုက်ပွဲအတွင်းတော်လန်ရေးတပ်ဖွဲ့တွေဟာစစ်ကောင်စီရဲ့တရင်ဗဟိုကင်းတီထိုးဖောင်းဝင်ရောက်နိုင်ခဲ့ပေမဲ့လေးချောင်းတိုက်ခတ်မှုတွေကြောင့်ယာယီပြန်ဆုပ်ပေးထားတယ်လို့မြင်းမြင်းတိုက်ပွဲတွေမှာပါဝင်တဲ့ဗိုလ်မှူးတအူးကပြောပါတယ် ရွှေကျင်မြို့နယ်မှာတော့စစ်ကောင်စီရဲ့ခမရ96ရှေ96နဲ့443တရင်တွေတရှိနေပြီစစ်ကောင်စီဘက်ကတော့ခမရ96တရင်မကြရေးအတွက်အပြင်းထန်ခုခံနေတာဖြစ်ပါတယ်ခမရ96တိုက်ပွဲကြောင့်ကွန်စိတ်သူရဲသမိန်မြောင်ချေတော့အပါဝင်ကျေးရွာ9ရွာထက်မနည်းကဒေသခံပြည်သူတွေဟာနေရဆုံးခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။ ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းကွန်စိတ်ကျေးရွာရှိစစ်ကောင်စီရဲ့နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားသိမ်းဆီးနိုင်ခဲ့ပါတယ်။